မင်္ဂလာပါရှင်ပြည်သူရေဒီယိုစာမအစီအစဉ်မှာကြိုဆိုပါရရှင်ဒီအစီအစဉ်မှာအတွေးခေါ်ဖော်ပြတိုးတက်စေမယ့်ပူတူတာများနှလုံးသားဖော်ပြစေမယ့်ယသစာပေများဖြင့်နိုင်ငံရေးပညာရေးလူမှုရေးစီးပွားရေးဆိုင်ရာစာမများကိုလည်းပြည်သူရေဒီယို People's Radio မြန်မာရဲ့အဖွဲ့သားများမှအပတ်စဉ်စနေနေ့တနင်္ဂနွေနေ့တွေမှာဖတ်ကြားထုတ်လွှင့်သွားမှာဖြစ်ပါရရှင် အခုဖတ်သွားမယ့်စောင်းမကတော့ DVB မှာဂျွန်လာ၁၂ရက်နေ့ကဖော်ပြခဲ့တဲ့စောင်းမရှင်ဒီဇိုင်းရေးခဲ့တဲ့နေကြီးမှာရွှေရည်မလောင်တဲ့စာတင်ကြောင်းတွေနဲ့ရွေးရခက်ပညာရေးလမ်းကြောင်းများဆိုတဲ့စောင်းမပဲဖြစ်ပါတယ်။ကျောင်းဖွင့်ရသည်ဆိုတာပြောစရာအလွန်ကောင်းတဲ့ယာတိတစ်ခုပေါ့ မိုးဖွဲ့ဖွဲ့လေးမှာထီကလေးဆောင်းလို့မိဘလက်ကိုတွဲပြီးမျက်စိတငယ်နားတငယ်နဲ့ပထမဆုံးကြောင်းတက်ဖို့လာတဲ့ဘူလာတန်ကြောင်းသားဘဝကနေအထက်တန်အထိ အကုံအားထက်အင်ဒစ်တွေနဲ့အစွမ်းကုန်စူးစမ်းပြစ်မယ်ဆိုတော့ကြောင်းသူကြောင်းသားတွေရဲ့အပြုံးမှန်အလှလေတွေနဲ့ဝေစီတဲ့ယာတီတစ်ခုပေါ့အနာဂတ်ပန်လေးတွေရဲ့အမြင့်တွယ်ဖို့ဖူးပွင့်မှုအာယူချိန်လေးဘဝမှာမမေ့နိုင်ဆုံးအချိန်ဆိုတာကလည်းအခြေခံကြောင်းသားဘဝပဲမဟုတ်ဘူးလား မူကြုံမတက်ဘူးပဲမူလာတန်ချောင်းရောက်လာတဲ့ခလေးတွေအတွက်တော့ခြောက်ခြားစရာအိမ်မက်ဖြစ်ကောင်းဖြစ်မယ်မိဘတွေအတွက်လဲကိုရင်တွေကိုပထမဆုံးအကြိမ်တစ်နေ့လုံးစာရင်ဝင်တွေကဆွဲထုတ်သွန်းပို့ချိန်ဆိုတော့မျက်ရည်နဲ့မျက်ခွန်းနဲ့စိတ်မချနိုင်စွာဝင်ရောက်ခွင့်ရှိတဲ့နေရာထိရတဲ့လောက်ပြုံတိုးမြင်တာလောက်တဲ့နေရာကနေမရမကတွေ့ကပ်ချောင်းကြီးတိုးဝေးရတဲ့လောက်တိုးဝေးရင်ကြောင်းမစင်းနိုင်တဲ့ရှေ့အကြဆုံးအချိန် ကိုကလေးကငိုပြီးပဲထွက်လာမလားဘယ်ကလေးကရိုက်ပေးလိုက်မလဲစိုးရိမ်စိမ်နဲ့ရှူရှူများပေါက်ချမင်းဒုက္ခပါပဲအိမ်နာကိုရှောရှောရှူရှူကောသွားရဲပါမလားတကားအချက်တွေကြပြီးပိတ်မိနေမလားအတွေးပေါင်းစုံနဲ့ရင်ပူဖြာများနေမထီထိုင်မသာကလေးတွေတဝါဝါငုံနေရင်ပဲငါကလေးအတန်လာနားစွန့်ရင်မျက်ရည်တွေဝဲ ကျောင်းဆင်းလို့ကလေးကပျော်ပြီးလာရင်ဖြစ်ဖြစ်ငိုပြီးပဲပြေးလာရင်ဖြစ်ဖြစ်ကိုရင်ခွင်နဲ့ဆွဲတွင်းလိုက်ချိန်မှာဟင်းချရတဲ့မိဘတွေရှိတယ်လို့အကူအမတွေနဲ့တကြောင်နဲ့မို့လိုက်တောင်မပူရတဲ့ကလေးတွေကတငယ်ချင်းတွေစူးမိပြီးပျော်နေတဲ့ကလေးအုပ်တွေရဲ့ဇရက်ကြတဲ့လူတွေနဲ့စက်တရီမင်္ဂလာအဖျားပြားထွန်းပါတဲ့မိုးနေ့တွေပြန်တွေးမိတိုင်းလွမ်းမိုးစရာအကောင်းဆုံးနဲ့ပထမဆုံးအမှတ်တရတွေဆိုတာမူလတန်ကြောင်းတက်စအချိန်တွေပဲမဟုတ်ဘူးလား ပညာရင်တို့တောက်ဆုံမဲ့ရင်တွေးចောင်းသားငယ်လေးတွေနဲ့အပြိုင်လှနိုင်သူတွေကလက်ဦးဆရာဆီယာမတွေပဲဆိုပါစို့အလဘော်အရင်စင့်တဲ့နေကြပါပြီရင်အေးရပါပြီမယ်တစိမ့်စိမ့်နဲ့ထိုင်ကြည့်ချင်စရာကောင်းတဲ့ជីနူးစရာမြင်တွင်တွေចောင်းသားចောင်းသူတွေကိုကိုယ့်အခြေခံပညာចောင်းသားဘဝចောင်းဝတ်ဆောင်အဖြူအစိမ်းထမင်းကြရေဘူးချင်းချကိုစီနဲ့ចောင်းတဲ့ကိုတဖွဲဖွဲဝင်ရောက်လာတဲ့ចောင်းလူចောင်းသားကလေးတွေចောင်းစင်းချင်း ပရွက်အုံတွေကပရွက်စိတ်ကလေးတွေလို စီလို့ထွက်လာတဲ့မြင်ကွင်းတွေကမိုးရသည့်အလာနဲ့ဗဒါရကြလွန်စွာရှိနေကြတယ်မဟုတ်ဘူးလားပုံမှန်မြင်နေကြအလာဆိုပေမဲ့မယိုးနိုင်တဲ့အလာတစ်ခုပဲလေနိုင်ငံတနိုင်ငံရဲ့အနာဂတ်ကို ဖော်ဆောင်ထားတဲ့အလာပကြီးကတစ်ချက်ဘလို့မှရှုမဝရှုမညီနိုင်တဲ့အလာမြင်ကွင်းတွေထဲမှာပါတဲ့မိုးရသည့်အလာတစ်ခုပါပဲ အဲ့ဒီအလားအပါကလည်းကိုရိုနာကပ်ရောဂါမတိုင်ခင်အထိပဲလှနိုင်တော့တဲ့အလားလို့ဆိုရပါတော့မယ်ထင်ပါတယ်စကောင်စီရဲ့2021အာနာသိမ်းမှုနောက်ပိုင်းမှာတော့အဲ့ဒီမိုးအလားပကြီးကရော့ရဲရဲဖြစ်သွားပြီခုချိန်ကကြောင်တက်ရမှာလားမတက်ရဘူးလားတက်မဲ့ဆိုရင်ဘယ်ကြောင်တက်ရမှာလဲဘယ်ကြောင်ဆိုတဲ့နေရာမှာရွေးချယ်စရာတူကြမှာမဟုတ်ဘူးလေ မျိုးကြီးပြကြီးဆိုရင်အစိုးရကျောင်းလားကိုပိုင်အထက်တန်းကျောင်းလားဒေါ်လာနဲ့ရှင်ရတဲ့ international school လားနိုင်ငံခြားထွက်တက်ရမလားအ ਨੇ ဆုံး ILBC လို့ကျောင်းမျိုးတက်ရမလားနေမျိုးတွေကြတော့ international level ကျောင်းတွေမရှိပေမဲ့ကိုပိုင်ကျောင်းတွေစီးလို့အကုန်လုံးကဟိုကျောင်းကောင်းတို့ဒီကျောင်းကောင်းတို့ပေါ့အဲ့ဒီနေမျိုးတွေမှာပြဿနာက NUG ကဖွင့်တဲ့ကျောင်းတက်ရမှာလားဘုံတော်ကြီးတင်တဲ့ပညာရေးကျောင်းတွေမှာတက်ရမှာလား အတင်းတော်အခြေပြုအကြောင်းတွေစုံစမ်းရမှာလားကိုပိုင်ចောင်းတွေတက်ရမှာလားကိုပိုင်ចောင်းတွေတောင်အစာအတော့ကအစာအကုန်အပီးစီးចောင်းလားညလားမညမနဲ့ထမင်းကြိုင်ပိုးရတဲ့ចောင်းလားအိမ်ပြန်ထမင်းစာចောင်းလားအစိုးရចောင်းလားကိုပိုင်ចောင်းမှာနမဲတွင်းထားကိုမြို့မှာအဆင်ပြေတဲ့ဆရာမခေါ်တယ်ဒါမှမဟုတ်ဆရာမတင်တဲ့စီလိုက်တယ် ။စာမေးပွဲဖြစ်ရင်တွဲထားတဲ့မြို့ကြီးကအကြောင်းမှသွားဖြေအစင်တင့်တယ်လို့ရွေးချယ်권ရှိသူတွေကငွေကြေးတတ်နိုင်တဲ့ဒါသမီးတွေ။ငွေကြေးမတတ်နိုင်ရင်တော့အစိုးရအကြောင်းတက်ပြီးတော့တခုတော့ရှိတယ်။ကလေးမိဘကမျိုးပေါ်ကဖြစ်ရမယ်။ဒါမှမဟုတ်မျိုးပေါ်မှာနေလို့ရမယ်။ဆွေမျိုးအိမ်ရှိရင်ရှိမရှိရင်အိမ်ငါးနေဖို့အဆင်ပြေတလို့ပြေးရမယ်။ငွေကြေးကိုအစင်ပြောင်းစူးစမ်းမယ်ဆိုရင်တော့မျိုးပေါ်ចောင်းတက်မယ်ဆိုရင်တအိမ်လုံးပြောင်း ွာကိုဘယ်တော့မှပြန်မလာတော့နဲ့ဆိုတဲ့ရွာတွေကြမိဘတွေရဲ့တောကကမီးတောင်အလာပေါ့ NUG ကဖွင့်တဲ့ကြောင်းတွေကလလန်းမမီ online ကတက်ဖို့လဲဖုန်းလိုင်းအင်တာနက်ဖြတ်တောက်ထားတဲ့ဒေတာလိုနေရာမျိုးတွေကြမိဘတွေကောင်းကားတက်ကြိတ်တယ်လို့ဖြစ်ရပြီ online ရတယ်ပဲထောင်းတာသမီးတွေအကုန်လုံးအတွက်ဖုန်းကိုအကုန်မစီစဉ်မိနိုင်လက်စစ်မီကမရှိဆိုလာကဈေးကြီးဈေးကြီးဆိုအကုန်ကြီး အရင်ကတရားတန်အိုးတိုက်ကံွေလေးကအခု1500ကျပ်ဆိုတော့ပညာရေးအသက်ဆက်ဖို့တဲ့နေရေးကိုအရေးပေါ်ဖြေရှင်းရမယ်မိဘကအမောဆိုကျွာမဆိုလဲပဲလုံမလားအခင်းမနေစာပဲသွားမလားပဲနှုတ်ကောက်ဆိုင်လဲရိတ်တူရဒီနဲ့တူ အလောက်တွေပေါ်တယ်လို့ငွေလဲပေါ်တဲ့သူတွေရှိတာပဲ။ ရန်ကုန်မန္တလေးလိုမြို့ကြီးမှာအိမ်ရှိပြီးသားသူတွေကြတော့အခြေမပြတ်ပေမဲ့လဲပိုင်မရှိအခင်းကုန်းမပိုင်သူမိဘတွေကြခလေးတွေကိုကြောင်းထားရေးမထားရေးဟာမြမကြီးကောင်းလို့ပဲကုန်းမော့မချရဲ့ရေထဲမပြည့်ရတဲ့အခြေအနေမျိုးလက်ဆက်တဲ့လေအော်ဂန်နစ်အစာအစာတွေစားတောက်လောက်လောက်ရှာရှာနဲ့ခန္ဓာတန့်ဆွမ်းမှုဖွင့်ပြမှုကမြန်နေဆာသူကတွေးနေရတာကအရွယ်မတိုင်မီအိမ်အောင်ကြတာကိုဂုံယူစရာထင်နေကြတဲ့အနေအထားမျိုး ရွာမှာကအကြောင်းမရှိတော့ဘူးခတ်တာကအတုမြင်အတက်တယ်အရွယ်မတိုင်ငယ်အိမ်အောင်တီမိပြီးဘဝတက်လန်တွေကမိဘတွေရီမန်းဖြစ်စေခြင်းတလို့မဖြစ်နိုင်တော့မယ့်အနေအထားမျိုးငယ်နှုတ်ချိန်ကအချစ်တွေဆိုတာကလည်းအချိန်မခအရင်ကလဲပြူရင်ကလေးမိဘတွေရဲ့ရင်သွေးမြေတွေကြောင့်အဖိုးအဖွားတွေအလုပ်ပေါ့ညနာပြတ်မိတ်ပြတ်ကလေးတွေဘဝကလည်းပညာရေးစုံငတ်မတိုင်ထားတော့အလောက်ကင်အတွေးခေါ်အကုန်အားနေချက်တွေနေကြည့်ပေါ့ ကိုဒေတာကကြောင်းသားအပါဝန်ထမ်းနိုင်အကုန်စီဒီယံဝင်ဖို့ပဲလောစောစီဒီယံမဝင်ရင်ယူမပြတ်မလားနဲ့မိတာစုလိုက်ပြောင်းသွားဖို့ဖိအားပေးခံရတယ်လို့ကြောင်းတက်ချင်ရင်လည်းတမိတာစုလုံးလစ်လိုက်ကြတော့ဆိုတဲ့ကိုဒေတာကကြောင်းသားအပါဝန်ထမ်းနိုင်အကုန်စီဒီယံဝင်ဖို့ပဲလောစောစီဒီယံမဝင်ရင်ယူပြတ်မလားနဲ့မိတာစုလိုက်ပြောင်းသွားဖို့ဖိအားပေးခံရတယ်လို့ကြောင်းတက်ချင်ရင်လည်းတမိတာစုလုံးလစ်လိုက်ကြတော့ဆိုတဲ့ရဲရဲတောက်တော်လိုင်းအဖွဲ့တွေရှိတဲ့အရက်ကတမျိုး စစ်တပ်ကဝင်ဝင်ထုသွားလို့လေရင်နဲ့လာပစ်သွားလို့အဲ့လိုဒေတာတွေကပြည်သူတွေကတော်လန်ရေးအဖွဲ့တွေဘက်ပြက်ပြက်တာတာရက်တီကြတဲ့ကလေးတွေကကြောင်းတက်ရမလို့လို့မတက်ရမလို့လို့ကြောင်းတက်ရင်လည်းရွာကထွက်သွားရတာမျိုးမျိုးကြောင်တက်တဲ့မိဘခေါ်တန်ငွေရိုက်ဂျိန်နန်ဆိုတဲ့အဖွဲ့ကလည်းရှိပြန်တယ်ပြတားပုံကတော့စစ်ကောင်စီဖွင့်တဲ့ကြောင်းမှ တက်တဲ့ကြောင်းသားငါတို့နဲ့မှကင်းစင်ရေးထိဦးတည်လာဟော ចောင်းတက်ခွင့်ရတဲ့ကလေးတွေကြာစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲပြီးအိမ်ပြန်မလာနိုင်တော့တာတွေနေကြီးမှာရွှေရင်မလောင်းနိုင်တော့တဲ့စာတင်ချောင်းတွေကလေးငယ်တွေចောင်းသားတွေအတွက်ចောင်းခွင့်ချိန်ကပျော်စရာမကောင်းတော့တလို့ចောင်းတက်တဲ့ចောင်းလူចောင်းသားတွေကြာတော့တငယ်ချင်းမစုံနိုင်တော့ဘူးပေါ့တချို့ကလေးတွေကအစိုးရစာတင်ချောင်းကိုတခါမှမတက်ဖူးတယ်ဘူးတချို့ကចောင်းကိုចောင်းလို့မတက်ဖူးကြတယ်ဘူး တချို့ကြတော့ကျောင်းတော့တရားပါရဲ့အပြစ်အခက်တွေကျောင်းမှာဖြစ်လာမှာစိုးရိမ်စိမ့်နဲ့တက်နေရ။မျိုးကြီးတွေမှာကြတော့ဘာတစ်ခုမှနှောင့်နေမသွားဘူး။ငွေကြေးတက်နိုင်သူတွေရဲ့တာသမီကျောင်းသားတွေအတွက်ကြမိုးရွာရွာနေပူပူဘာမှပူစလာမလို့။ မြန်မာနိုင်ငံတလွားမှာခစ်ပြတ်တဲ့ရှင်တန်မှုရုံကန့်နေရတဲ့တတူရွယ်ပြူခလေးတွေရဲ့အခြေအနေမျိုးသူတို့ကြုံစရာအကြောင်းမရှိတယ်လို့အဲ့ဒါလို့အနေထားကနေယုံထလာနိုင်တဲ့ခလေးမျိုးဆက်တွေထက်အပုံကြီးတာနေတဲ့အနေထားမျိုးမှာသူတို့ရဲ့အကြောင်းဖွင့်ချိန်ကပုံမှန်ဝင့်ထဲစွာပဲပေါ့တချို့ရွယ်သူတွေမှာအကြောင်းဖွင့်ချိန်မရှိဘူးဆိုတာတွေကျောင်းဖွင့်ချိန်မှမသိဘူးဆိုတာတွေကသူတို့အတွက်ဉာဏ်ပညာနည်းလို့ဖြစ်တာလို့တောင်ထင်နိုင်မွဲရှိပါတယ် တော်လန်ရေးကိုအရှိန်ယူအပြေးတက်ချင်နေကြတဲ့သူတွေကြီးစုနေတဲ့ဒေတာမျိုးဆိုရင်ပို့ဆိုအသက်တနည်းနဲ့နဲ့ကြီးွားတာအရေးမကြီးဘူးနိုင်ငံတော်ကိုစနစ်ဆိုကချက်ချင်းလွန်မြောက်ဖို့အကောင့်ထဲပေါ်ခြင်းစိတ်တွေထက်တန်လွန်တော့မြေပြင်ကပကတိရင်ဆိုင်ရမယ်နောက်ဆက်တွဲဆိုးကျိုးတွေကိုအ мян ဖာသေးပြနိုင်မှုအများကြီးမျှော်လင့်အားထုတ်နေကြတာပေါ့ အမှန်မှာကစနစ်ဆိုတဲ့တာယာနေသူတွေနဲ့တူနောက်ပါရီမျိုးရိုးစင်ဆက်လို့ဆက်တာယာနေဖို့ရည်ဝဲနေသူတွေနဲ့အတိုင်ဝန်တွေက စနစ်ဆိုကြီးကိုမြ мян ကြီးမကုံဆုံးစေခြင်းမမဟုတ်လားသူတို့အတွက်ကြတော့ဒီစနစ်ကြီးကကောင်းလွန်နေကြလေအခုတော့တော်လန်ဟေးကာလာမှာပညာရေးဆောင်ငန်းမတိုင်တဲ့ကလေးတွေဟာအသက်ပြည့်သွားပြီးနိုင်ငံရက်ချာမှာတယုတ်တစ်ရှူငပြောခင်မှာကြံခင်တွေမှာတယုတ်ပြည်တယ်မှာ ထိုင်းကခြံတွေထဲမှာအားလုံးကချွေးတွေတွှဲတွှဲနဲ့ကွန်ပျူတာရှေ့ဝကောင်းဆာလာတွေနဲ့စမတ်ကြကြညာနာလောက်တာတွေတော့ဖြစ်မလာတော့ဘူးပေါ့။ကြောင်းဖွင့်ချိန်အလားပြတ်တုံးချင်းရဲ့နောက်ဆက်တွဲဆိုချိုလူသားရင်မြစ်ယိုစိတ်မှုဘဒုတာကနိုင်ငံခြားကနေပတ်စံပို့လိုက်တာတိန်းတရာတဲ့တော့ဘဒုတမီကဖြင့်တိန်း90တဲ့အမလီတိန်း30လောက်ဆိုတာလိုင်းသွားတုံးလိုက်မှယုံလိုက်ဖြင့် စသဖြင့်ငွေရွှင်အိမ်ဆောက်ရွှေဝယ်ငွေစုလေဝယ်တဲ့မိဘတွေရှိတယ်လို့ဘဒုမိတာစုကဘယ်နိုင်ငံမှာဒုက္ခရောက်နေတယ်။ပတ်စံဘလောက်လွှဲလာရတယ်။ပြန်ရောက်လာပြီးရွှေတော်ထဲသွားလိုက်ပြီးဘဒုတမီကတော့တရုတ်ပြည်မှာအိမ်အောင်ကျသွားတာလေ။ကွန်ဘိုးငွေတွေမှာတထောပဲ။ဘဒုတမီကတော့လူကုန်ကူခံရတယ်ထင်တယ်။အဆက်အသွယ်မရဘူး။ စားတဖြင့်တောတောညံ့နေတာကလည်းအတက်ပြေးကစားပညာရေးလမ်းကိုဆက်လျှောက်ခွင့်မရနိုင်တဲ့ကလေးတွေရဲ့လူငယ်တွေရဲ့ဘဝကံကြမ္မာတွေဖြစ်ကြတယ်။စနစ်ဆိုတိုင်းမှာတားကောင်ဖြစ်တာမြေစာပင်ဖြစ်တာက အခြေခံလူဒန်းစားတွေပဲလေ။ဆယ်တန်းအမြန်အောင်အထွေထွေလောက်တာအမြန်ဝင်အခြေအနေကောင်းတာနဲ့ပညာရေးဝန်ထမ်းအဖြစ်အမြန်ပြောင်းဂုံရှိရှိတက်တရေရှိရှိ နေရတဲ့ဘဝရောက်အောင်ဆက်လီတဲ့တန်းခြေချင်းတဲ့တန်းကုန်းယုံလျှောက်မိဘတွေငားပေးတဲ့အိမ်တွေမှာ ဒီလရှင်ကြောင်းတွေမှာဆွေမျိုးတွေအိမ်မှာမျက်နှာငယ်မိဘနဲ့အဝေးအလဲတန်းအထက်တန်းကျောင်းသားဘဝကိုကြော်ဖြတ်ပညာရေးဝန်ထမ်းဖြစ်လာပြီးအဝေးတဲ့တက္ကသိုလ်ကဘွဲတစ်ခုရလောက်တက်တဲ့အလဲတန်းမြောက်မူလတန်ကြောင်းအုပ်တွေဖြစ်လူယိုတေရှင်ယိုတေဘဝရောက်မှ CDM လောက်ပြီးလာစားမရရဲကြောက်ရစစ်တက်ကြောက်ရဘဝမှာမနေခြင်းမူဆိုတာတစ်ဖွဲ့ဖြစ်ပြီးတစ်ဖွဲ့ကတော့အေးတော့ပုံအောင်ရမိပဲ။ ်ဘယ်ဘဝရောက်ရောက်လှုပ်ရှားမယ်တာသမီတွေလက်ထက်သမိုင်းတရက်ခံမဖြစ်ချင်ဘူးဆိုတဲ့အဖွဲဘလို့အနေနဲ့ရဲနဲ့စစ်ကြောင်းရမယ်ဘဝမနေချင်သူတွေကတော်လန်ကြီးစိတ်အားထက်တန်နဲ့သူတို့လူမှုပတ်ဝန်းကျင်ကဝိုင်းကျင်တာခံရပြီးရွာကိုမပြန်ရရွာကလည်းအဝင်မခံနဲ့လူယိုတေရှင်ယိုတေဘဝဘောင်ကျင်သွားတာမျိုးဖြစ်တယ်လို့တချို့တော်သူတွေရဲ့ယွန်ရှာတဲ့အကြည့်တွေကိုရင်ဆာရတော့ကြောင်းနာလာရတယ် ခါတိုင်းကြောင်းဖွင့်ခြင်းတွေလို့မျက်နာကလန်းဆန်းတက်ကြွလေးစားပွဲရဲရဲဝံ့ဝံ့အပြောမျိုးမစင်နံနိုင်တော့ပါဘူးကြက်တရေရှိစွာတင်းနယ်တောက်ပါတဲ့အချိန်ဝါမျိုးကိုမဆောင်နိုင်တော့ဘူးပေါ့ကြားတဲ့ရွာကြောင်းတွေဖွင့်မှုမဖြစ်နိုင်တော့ချိန်လာစာတစ်ခုကိုပဲမိခိုနေရသူတွေကြမြို့ကြောင်မှလာတွဲမြို့ကန်ကြောင်အုပ်တွေကပညာရေးဝန်ထမ်းချင်းမစာမနာနိုင်ထက်စီနေလို့ အာနာတိန်မီဆယ်တန်းကျိန်ဆယ်တန်းမရအရဖြစ်ရအောင်ထားပြီးရုံးအခုနေစာလာပြီးတဖြင့်ဆရာပေါ့ဆရိဘဝကလည်းမတက်တာကျောင်းဝတ်ဆုံးမဝတ်ရဲစတုံးမထုံးရဲဈေးထွက်ဝဲတာလို့လို့တနည်းရရအလဲပဲသွားရလို့လို့နဲ့အလုံးဝင်မဝင်ရင်လည်းမိသားစုအခြေအနေကပြတ်နေပြီဆယ်တန်းအောင်မိဘကမနိုင်ရင်ကရင်းနှီးပေးထားတာလေးတွေအကျွေးတွေချမ်း မလွန်ဆန်နိုင်တဲ့အကြောင်းတရားများစွာနဲ့သူတို့လေတွေကိုတီချောင်းမှလာတွေ့ရင်အိမ်သာစီးနိုင်မလားအမိုက်ကောက်မျက်နှုတ်နိုင်မလားဆိုတဲ့မိကွန်းတွေကအံ့အားတင်းစရာမိကွန်းတွေမဟုတ်လားဘလို့မှလည်းမျောလင့်ထားကြမှာမဟုတ်ဘူးလေချက်တရင်မဖြာနိုင်တဲ့ကြောင်းဖွင့်ချိန်တွေတိုင်းမှာတတိယရာတစ်ခုတော့ရှိတယ်။ကချင်တကြောပြန်စစ်ပြန်ဖြစ်ဖို့တားဆူနေတဲ့နှစ်တွေမှာဗမော်မန်စီမျိုးလေးကိုရောက်ခဲ့တယ်။ဆယ်နှစ်အရွယ်အမားက6နှစ်အရွယ်တူမောင်လေးကိုကြည့်ပြီးပြောတယ် မောင်လေးကိုကြီးမလာစေချင်ဘူးတဲ့တွေးတွေးဆဆနဲ့အဝေးတနည်းအရကိုမကြည့်ပဲမြင်ရတယ်လို့လေတံမိုးနဲ့မေးကြည့်ဘူးတဲ့ဘာလို့လဲတမီးရဲ့မောင်လေးကြီးလိုက်ရင်အားရှိလိုက်ရင်အားကိုရမှာပဲဟုဆိုတော့မောင်လေးကြီးလိုက်ရင်လည်းအရက်ကိုအယမ်းမရှိစေချင်ဘူးဆိုပြီးထပ်ဖြေပြောတယ်ဟာဒါတော့များတော့ပြီ တူးမောင်လေးကိုခုတောင်ချီပိုးထားလို့ရတည်တဲ့အရွယ်ဖြစ်နေစေချင်တဲ့တူးဆန္ဒကမောင်လေးကိုတိတ်ချစ်တာတဲ့ချစ်တနာစွာနှမျောတတနေတဲ့ပုံစံလေးသူများဆွဲလူသွားတာခံရတော့မဲ့တားဒီအမေရဲ့ရင်ခွေနာတဲ့မျိုးဘာကြောင့်လဲဆိုတာကိုပိုသိချင်ပါတယ်မောင်လေးကခုငယ်ပါသေးတယ်နောင်ကြီးလိုက်ရင်လည်းအတူတူကြောင်းတက်ပညာတတ်တွေဖြစ်ရင်မေမေတို့နဲ့အတူတူပြန်နေလို့ရပြီလေအာမငယ်ပါနဲ့လို့ပြောမိတယ် သူတို့ကမန်စီမျိုးပေါ်ရက်ကွက်တခုက အဖွားကိုတယောက်အိမ်မှာအင်ကန်းငါပြီးကြောင်းလာတတ်ကြတာဆယ်နှစ်ဝန်းကျင်အမားနဲ့၆နှစ်တတမောင်လေး73နှစ်လောက်ရှိတဲ့အိမ်နီးနာချင်းမမတယောက်နဲ့သူတို့၃ယောက်ပေါ့ဒီအရွယ်လေးတွေကိုအင်ငါထားကြောင်းတက်ဖို့လွှတ်ရတဲ့မိဘကဘလို့စိတ်ချမှုမျိုးနဲ့လွှတ်ရနိုင်တာလဲလို့တွေးမိကောင်တွေးမိမယ် ထမင်းဟင်းချက်ပြုတ်စီမံကြောင်းသွားစာချက်လျှော့ဖို့အဲ့ရပြင်စင်ငွေကြေးတောင်းဆွင့်မှုအကုန်လုံးသူတို့ဘာသာစီမံခန့်ခွဲရတာသူတို့ပဲတော်လွန်တာလားမိဘကပဲအသေးမှတာလားပေါ့ဆယ်တန်းကြီးအဝတ်မလျှော့ဘူးတဲ့ကိုကိုကိုတော့အားမရတယ်လို့ဖြစ်သွားတာပေါ့ကြည်စံသူတို့တွေညမနက်အပတ်တိုင်းလုံးကျောင်းစာမေးပွဲဖြည့်ပြီးချိန်ထိအရာအလုံးကိုသူတို့ဘာသာစီမံကြော်ဖြတ်နေကြပြီခုသူအမမောင်လေးကိုတော့မကြည်လာစေခြင်းနဲ့အမမျိုးကိုတွေးပူပြီး တူမောင်လေးကိုဖြစ်နိုင်ရင်ကြားမလေးတကောင်လိုကာကွယ်ခြင်းနေတဲ့အမမျိုးအမေလိုအမမျိုးဘယ်အရာကသူ့ကိုဒီလောက်ထိပူပန်စိတ်တော့ကရောက်စေတာလဲပေါ့သူကလေးတန်းဖြော့ဖြော့လေးနဲ့ဖြေတယ်။မောင်လေးဆယ်တန်းလည်းရောက်မှာမဟုတ်ဘူး။ပညာတတ်ဖြစ်လာမှာလည်းမဟုတ်ဘူး။မိဘနဲ့လည်းခုကလေးကခွဲနေနေရပြီ။သူနည်းနည်းကြီးလာပြီး၁၄၅နှစ်လောက်အရက်လဲအရန်ရှည်သွားရင်သူစစ်တာလောက်ရတော့မှာ။ဟင်းဆိုတဲ့အတန်တလုံးပဲထွက်နိုင်တော့တယ်။ တူမောင်လေးကိုမိဘကိုစားသူကပဲရင်အုံးမကွာဆောင်းရှောက်ခွင့်ရနေတာဒါတော့နှစ်အကန့်တက်ပဲပေါ့ဟုတ်တယ်မောင်လေးပိုက်ထဲမှာရှိနေကြတယ်ကတိနေကြပြီမွေးလာလို့နမဲရှိသွားရင်သူတို့ဆင်ရင်နဲ့ရှိနေလာလေမောင်လေးကြီးလာတာနဲ့ခေါ်သွားကြတော့မှလို့ကြည်ကွဲတတ်နေသူဖြစ်တယ်တူဘေရ73တဲ့ကောင်မလေးရလဲခူရောင်မေမေတို့စီခဏခဏမပြန်ရတော့ဘူးရွာမှာအเจ้าမရှိတော့ဒီအထီးလာတက်ရတယ် အကိုလည်း KIA ရေးတဲ့ဝင်သွားပြီးကြတဲ့ကမမြင်ဘူးတာကြာပြီတဲ့သူတို့ကခလေးတွေလေခလေးတွေပဲတွေးမှာပေါ့ကိုတွေလည်းတောင်မောအိမ်ကမောင်နှမတွေတလဲစီစစ်မှုထမ်းရတယ်မောင်လေးထွက်လာတော့မမအစားပြန်သွားရတယ်လက်နက်ကရှိတဲ့လူမျိုးတွေမှာလည်းအာသာချက်နဲ့အားနေချက်တော့ရှိရလေအာသာချက်ကကိုယ်ကိုကာကွယ်ပေးမဲ့သူရှိတယ်ဆိုတဲ့အချက်ဖြစ်ပြီး အားနဲ့ချက်ကတော့လူစွာအရင်မြစ်ကိုလိုအပ်နေတဲ့အချိန်အရေးပေါ်ဖြည့်ရှင်မှုတွေတာဝန်ယူမှုတာဝန်ခံမှုတွေရှိတယ်။သဘောတူညီမှုတွေရှိတယ်လေ။တာဝန်ယူနိုင်တဲ့အတိုင်းအတာမှာလဲယုံကြည်မှုတည်ဆောက်ရတဲ့သူတွေနဲ့ယုံကြည်လို့ရတဲ့သူတွေဆိုပြီးနှမျိုးရှိလာတဲ့အခါယုံကြည်လို့ရတဲ့သူကအရေးပေါ်အချိန်တိုင်းမှာအနစ်နာခံရတယ်လေ။ထောက်ထားစရာတွေကြောင့်လောက်ကိုလောက်ရမယ် mass အနေအထားမျိုးတွေမှာရှိနေရင်လဲဒါကလုံးဝရှောင်လွယ်လို့ရတာမှမဟုတ်ပဲ။ ကလေးတွေကသူတို့ရဲ့ mass အနေအထားကိုကောင်းကောင်းသဘောပေါက်နေတာမို့သူတို့ကြောင်းဖွင့်ချိန်တွေကိုသူတို့ရေတွက်လို့ရနေတာ။ကိုဆယ်နှစ်သား၁၂နှစ်တမီဘဝမှာတာဝန်ကြီးကြီးစီမံခန့်ခွဲမှုအကြီးကြီးနဲ့ဖြည့်ရှင်းစရာကြီးကြီးမားမားဆိုတာကိုတွေးကြည့်ရင်အဲ့ဒီအနေအထားကနေကိုရာဆိုဘလို့ကြော်လွားနိုင်မလဲလို့ထင်တယ်လေ။ကိုဘတာကိုမေးကြည့်ရင်ဘာအဖြေထွက်လာမလဲ။ မျိုးကြီးပြကြီးကကြွယ်ဝချန်တာတဲ့တာသမီးတွေရဲ့စနစ်အရွယ်ဆိုတာနီတာရဲလေးနဲ့မချာလိုလီသေးမရှိ ပြိုးစုယူရနေထီးမခံလေထီးမခံဘဝတွေစားကြရကောင်းအောင်စားနိုင်မှုဆိုတာအကြီးဆုံးဝတ္တရားခြေပြုံမျိုးမဟုတ်လားကျောင်းဖွင့်ချိန်မှာလဲပူပင်ဆရာဆိုတာမိဘနဲ့ခွဲတဲ့အချိန်လေးမှာထီးတွေးဆက်ဆံရတဲ့သူတွေနဲ့တဟားစားတာဖြစ်မဖြစ်ဆိုတာကအကြီးမားဆုံးပူပန်မှုတွေပဲလေး ဘလူးနေနေမောင်လေးကြီးလာမှဆိုးရိမ်နဲ့အမရရဲ့ရင်ခွဲနာဟာចောင်းဖွင့်ချိန်တွေမှာစတက်ပြီးဒီတစ်ခါငါမောင်လေးចောင်းတက်ဖို့ပါမလာနိုင်တော့ဘူးဆိုတော့အတွေးတွေရဲ့အနစ်နာခံမှုဟာလူမှုအဖွဲ့အစည်းတစ်ခုခိုင်မြဲစေနိုင်တဲ့အုံမြင့်ဖြစ်ခဲ့နိုင်တာပဲခုဆိုရင်ចောင်းဖွင့်ချိန်ဟာမြန်မာတနိုင်ငံလုံးရဲ့လှပတဲ့နေခြင်းမဖြစ်နိုင်သေးဘူးမိဘတွေကလေးတွေရွေးချယ်မှုတွေကြပြားများပြီးစနစ်တွေကလူတွေကိုတောကများစေတဲ့အချိန်ဆိုတာကြောင်းဖွင့်ချိန်ပဲ ဒီတော်လန်ရေးဒီတဲ့ကြာရှည်နေမယ်ဆိုရင်ចောင်းဖွင့်ချိန်တွေဟာလည်းမင်္ဂလာရှိနေဖို့မလွယ်ကူတည်းဘူးပညာရေးကိုစီးပွားရေးတစ်ဖွဲဥပဒေလက်တလုံးချာနဲ့ကြီးပွားမဲ့သူတွေအတွက်တော့အတော့ကိုစက်တဲ့ရေလမ်းဖြန်စိုက်ချမ်းသာမယ်အချိန်ပေါ့ကိုပိုင်ចောင်းမှာចောင်းအပ်ခံထားရင်တော့ចောင်းသားမလာရင်နေစရင်တွင်းမယုံနေတဲ့တိန်ကြီးဆယ်ချီရနေပြီမဟုတ်လားမင်္ဂလာမှာမင်္ဂလာဆင့်နေတဲ့သူတွေကြောင့်ဒီအချိန်မှာမိုးရွာတော့ရေခမ်းကျုံးကော တပိတ်ဝင်အိတ်ဝင် ကောင်းလိုက်တဲ့အနေအထားကြာလေကြိုက်လေပေါ့မိဘတွေနဲ့ကြောင်သားတွေအတွက်ဒါနေကြီးမှာရွှေရီမလောင်းမိမဲ့ကိုပိုင်ကြောင်းတွေကျူးရှင်ဆရာတွေအတွက်တော့ရွှေရီလောင်းနေတဲ့စာတင်ကြောင်ဖြစ်နေတယ်မဟုတ်လားရွေးရခတ်တဲ့ပညာရေးရှင်တန်မှုပညာရေးအတက်ဆက်မှုတွေကိုကြံ့ကြံ့ခံပြီးနေကြီးမှာရွှေရီလောင်းပျော်ရွှင်စရာစာတင်ကြောင်တွေအမြန်ဖွင့်နိုင်ဖို့ကိုပဲဆုတောင်းမိပါတော့တယ်ဒီဆိုင် ဆောင်းပါရှင်များနဲ့နားဆင်သူမိသားစုများအားလုံးကိုကီတူရေဒီယိုမိုင်းတော်သားများမှကျေးဇူးထူးတင်ရှိပါတယ်ရှင်။